အကေနတ်ပြည်မရောက်ကျန်တဲ့ပုဂ္ဂိုလ်တွေဘယ်သူရောက်မလဲဘုရားရှင်ကဒါကိုပြောချင်တာเนาะအဲ့တော့ဒီပုဂ္ဂိုလ်တွေပဲတဲ့နေရောညာရောတွေးမိတိုင်းကုသိုလ်တွေတိုးနေတယ်ပြီးတော့ဒီပုဂ္ဂိုလ်တွေပဲနတ်ရွာသူဂတိကို ရောက်နိုင်တယ်เนาะအဲ့ဒါကိုဦးစင်ကဆက်လုံးကလင်္ကာလေးမှာထည့်ဆိုလိုက်တာတေတိယကနတ်တို့ရွာဧကံရောက်နိုင်ပေเนาะအဲ့တော့ဒီလိုအလူဒါန၆မျိုးကို လူတဲ့ပုဂ္ဂိုလ်တွေပဲတဲ့နတ်ရွာသူဂတိကိုရောက်နိုင်တာ အဲ့တော့နိုင်ဝသူကြီးရောက်ပြီဆိုရင်ပြိဿရဲ့နတ်သားနတ်သမီးတွေဆိုတာကခန္ဓာကိုယ်တွေတိတ်ပေါ်ပါတာနတ်သားနတ်သမီးတွေကခန္ဓာကိုယ်ပေါ်သလားလေးသလားပေါ်ပါတယ်ဗျာ။ဘာဖြစ်လို့ပေါ်တာလဲ။ဦးဇင်းတို့လူတွေဆိုတာကအစာချမ်းကြီးတွေစားတာနော်။အစာချမ်းတွေစားတဲ့အခါကျတော့ပြိဿရဲ့မစင်စားတဲ့အညစ်ကြေးတွေခန္ဓာကိုယ်ကနေမထွက်ဘူးလားပေါ်ပါတယ်ဗျာ။အဲ့တော့နတ်တွေဆိုတာကနတ်ဩဇာလေးပဲစားရတာလေ။ နှောင်းစာတွေပဲစရတော့တို့ခန္ဓာကိုယ်မှာအညစ်အကြေးတွေရှိလားရှိပါဘူး။ဟောကျင်ကြီးကျင်ငယ်တွေစွန့်စရာလိုလားလိုပါဘူး။အေးမွေးဖွားတဲ့အခါလဲကိုးလာလွယ်ဆယ်လာဘွားလှုပ်စရာလိုလားလိုပါဘူး။တည်တဲ့အခါရောမိသင်းကြိုစရာလိုသေးလားလိုပါဘူး။နှက်ပြေမှာဆေးရုံမြန်းရှိတယ်လို့ကြားဘူးလားအော်သူတို့ဘောကဘလောက်တည်အောင်ချမ်းသာလဲเนาะအဲ့တော့ပြောချင်တာကဦးဇင်းတို့နတ်တွေရဲ့ခန္ဓာကိုယ်ကသိပ်ပြီးတော့ပေါ်ပါတယ်တွက်လက်တယ်လူတွေရဲ့ခန္ဓာကိုယ်ကသိပ်လေးလံ ဲ့တော့နတ်တရားအဲ့လိုပေါ်ပါသွက်လိုက်တဲ့အခါကျတော့သူတို့မှဉာဏ်ပညာတွေသိထက်မြက်ကြတာဘာတွေထက်ဉာဏ်ပညာတွေထက်ဉာဏ်ပညာတွေထက်တဲ့ကတော့နတ်ပြည်မှာလည်းဦးဇင်းတို့ဒီမှာလို့ပဲဓမ္မဂရိကနတ်သားတွေရှိတယ်ဓမ္မဂရိကနတ်သားတွေဆိုတော့ကမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရှိစဉ်ကလေးကမြတ်စွာဘုရားရဲ့တရားတော်ကိုနာပြီးတော့နတ်ပြည်ရောက်ပြီးနတ်သားဓမ္မဂရိကဖြစ်နေတဲ့နတ်သားတွေအများကြီးရှိတယ်အဲ့တော့ဦးဇင်းတို့ဒီလိုလူတာနာတွေလုပ်ပြီးတော့မိမိတို့ဒီဘဝနဲ့သေးလို့နတ်ပြည်ရောက်သွားရင် မြတ်စွာဘုရားလက်ထက်ကအနာတပိန်တို့နဲ့တောင်တွေ့ခြင်းတွေ့နိုင်သေးတယ်။နော်အဲ့တော့ပြောချင်တာကနတ်ပြည်မှာနှစ်သားနှစ်သမီးတွေဟာခန္ဓာကိုယ်သိပ်ပေါ်ပါတော့ဉာဏ်တွေသိပ်ထက်မြက်ကြတယ်ထက်မြက်တဲ့အခါကျတော့ဘာဖြစ်လဲဓမ္မဂရိကနတ်သားတွေရဲ့နာရပြီဘုရားဟောတဲ့တရားတွေနာရရင်တရားထုတရားမြတ်ချက်ချင်းရသွားနိုင်တယ်။နော်ဦးဇင်းတို့ကဓမ္မစကြာတရားဟောတော့လူသားတွေကတရားရတာဘယ်နဲ့ရောက်ရှိ ချင်းကွနေကြတာပါပဲရှိတာเนาะကဲနတ်မြမာတွေကတော့မြုံများစွာတရားထုတ်ရမြတ်မရဘူးလားဘာဖြစ်လို့ဘာတွေကွာသွားလဲဉာဏ်ပညာတွေတိတ်ကွာသွားကြတယ်เนาะဒါကြောင့်မလို့ဒီလိုလူဒါနတွေလုပ်ပြီးတော့နတ်ရသူကရိရောက်ရဲ့နောက်ဆုံးဓမ္မဂရိကနာသားတွေရဲ့နာကြရပြီးရောနိဗ္ဗာန်ထိအောင်ရောမက်ဖို့တွေရောမရနိုင်သွားပြီဘူးလားရနိုင်သွားနိုင်တယ်เนาะကဲတရားဟောဒီအကြောင်းလူဒါနနဲ့ပတ်သက်တော့ဒီမှာတင်ပေဖြတ်မယ်ဆိုရင်လည်းဖြတ်လို့ရပြီ ဲဒီလောက်နဲ့ဂျေနပ်ပြီလားဆက်ခေါ်ရအောင်မလားအေးဆက်ပြီးတော့ဟောရမယ်ဆိုရင်ចောင်းလူဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘာတွေဟောထားလဲဆိုတော့ကဲဦးစင်ပြောအစတော်ကပြောတဲ့အတိုင်းမြတ်စွာဘုရားရှင်ကဘယ်လိုရွေးချင်မြေချက်တည်နဲ့ចောင်းကိုလူစေချင်တာလဲဒါလေးတွေကိုဦးစင်တို့ဆူလောပါဠိတော်မှာမြတ်စွာဘုရားကចောင်းလူဒါနကိုလုပ်ခဲ့တဲ့ရာဇဝတ်တည်နဲ့ပတ်သက်ပြီးတော့ဟောထား အဲ့ဒါလေးကဘာတွေလဲဆိုတော့တိတံဩနံပတိဟံတိတတော်ဝါလာမိကာနိသာတရိတပေသမကတိတိတိရေသာမိဝုတိယောတတော်ဝါဒရဘောကောရေတတော်ဝါဒရဘောကောရေဟိညာတောပတိဟိညတိလေနထေသာဒုက္ခတေသာဇာယိတုံးစဝိပတိတော် ဝိဟာရဌာနံတံကတအကံဗုဒ္ဓေနဝဏိတံကဲဒါလေးတွေကိုတော့ဦးဇင်းတို့အနေမပြေးတော့ဒါကိုဦးဇင်းတို့အာလုံးနားလေလွယ်တဲ့လင်္ကာလေးတွေနဲ့လိုက်စို့ဆိုနော်ဦးဇင်းရှိရနေချပေးမယ်အဲ့ဒါလေးတွေကိုလိုက်စို့လိုက်စို့ပြီးမှဦးဇင်းအဲ့ဒါလေးတွေတကူချင်းချင်းပြနော်ကဲအဲ့ဒါလေးကိုလင်္ကာလေးတွေကိုအာလုံးလိုက်စို့ကြမယ်အေပူသာတံအေပူသာတံဘေးရန်များ Sang sang kiên sĩ đi Ít bu sa ta Bi yam ya Sang sang kiên sĩ đi Kiên sĩ tôn cọc Sang sang kiên sĩ đi Ít bu sa ta Ít sa ta ပေးရမြာဆောင်ရှာကင်းစေသည်ဧကုသတာပေးရမြာဆောင်ရှာကင်းစေသည်နံပါတ်1ကြောင်လူဒါနလုပ်ပြီဆိုရင်တဲ့မြတ်စွာဘုရားရှင်ရဲ့ရည်ရွယ်ချက်လေးဘလို့ရည်ရွယ်ချက်နဲ့လူရမယ်ဆိုတာအေပုသတာဘိယံများတဲ့ ိမိတို့ကြောင်းလူဒါနလူမေဆိုရင်ကိုကြောင်းကိုလူတဲ့ကြောင်းတိုက်ထဲမှာသံဃာတော်ရှင်သူမြတ်တွေအေးတံငါကာကွယ်နိုင်ကြပါစေဘုဒ္ဓငါကာကွယ်နိုင်ကြပါစေသာယေတိစ္ဆန်တွေဘေးမှလည်းကာကွယ်နိုင်ကြပါစေဒီလိုရွယ်ချက်လေးတွေနဲ့ကြောင်းလူဒါနကိုလူရပဲတဲ့မြတ်စွာဘုရားရှင်ကနော်အဲ့တော့မြတ်စွာဘုရားရှင်ကအဲ့ဒါလေးတွေရွယ်ချက်ထားခိုင်းတာဘာလို့လဲဆိုတော့ဦးဇင်းတို့ ြတ်စွာဘုရားဖျားဖြစ်ပြီးတော့ဓမ္မစကြာတရားသွားဟောတယ်ဗာရဏသီကိုအဲ့ဒီကနေပြီးတော့ရာဇူဘက်ကိုဖျားရှင်ကြွလာတယ်အဲ့ဒီချိန်ဒီမြတ်စွာဘုရားနဲ့တန်ဃာတွေမှာကြောင်းဆိုတာလုံးဝမရှိသေးဘူးကြောင်းမရှိသေးတော့ရန်တော်တွေကဘယ်မှာနေကြလဲတစ်ပင်အောက်မှာနေကြတယ်တချို့ရန်တော်တွေကခြုံကြမှာတို့နေကြတယ် တချို့ယံမေယံတော်တွေကဝယုံမင်းအောင်မနေကြတယ်တချို့ယံတော်တွေကသုတ်တံမနေကြတယ်တချို့ယံတော်တွေကဂူတွေမနေကြတယ်တချို့ယံတော်တွေကကောက်ရိုးပုံတွေကြားမနေကြတယ်ဖြစ်တယ်လို့နေကြရတာပေါ့နော်မြတ်စွာဘုရားကသူကိုယ်တိုင်လည်းပဲကြောင်းနေမနေဘူးယံတော်တွေကိုလည်းကြောင်းနေနေဖို့ရာအတွက်ခွင့်မပြုသေးတဲ့အချိန်ပေါ့ ဲ့ဒီအချိန်မှာရာဇိုတတိတယောက်ကရန်တော်ရီရဲ့နေပုံထိုင်ပုံကိုကြည့်ပြီးတော့သူတိတ်အားရအားရတဲ့ဆိုတော့ရန်တော်ရီအတွက်နေစရာကလည်းမရှိဘူးအဲ့တော့နေစရာမရှိဘူးတိပင်အောင်မှာနေရတဲ့ဆိုကြဲကဒုပရိသစဉ်းစားကြည့်ပေါ့ရန်တော်ရီမှာကဲရာသီဥတုပူပြီးဆိုရင်ရောပူတဲ့တန်နေမခံစားရနိုင်ဘူးလားခုလိုအေးတဲ့ရာသီဆိုရင်အေးတဲ့တန်နေမခံစားရဘူးလား ။တစ်ပင်အောင်မှာနေတာနဲ့အကြောင်းနဲ့နေတာနဲ့ကေပရိသတ်ရင်ဘေယံကပို့ပြီးတော့ရာတိဥရဒံခန်းစားရမလဲ။ပြောင်းပြနေဖြစ်ကုန်နော်။တစ်ပင်အောင်မှာနေတဲ့သူကပို့ပြီးတော့မခန်းစားရပြီဘူးလား။ခန်းစားရတယ်။နောက်အဲ့လိုတစ်ပင်အောင်တွေတောထဲမှာနေရတယ်ဆိုတော့ကေမွေကင်းစတဲ့အန်ဒီရီယောမရှိနိုင်ဘူးလား။ကဲကြားတို့စင်တို့စားတဲ့ရိုင်းဆိုင်တဲ့ဒိဋ္ဌိဆံတွေအန်တရောမရှိနိုင်ဘူးလား ရှိနိုင်တယ်နော်အဲ့တော့အဲ့လာတွေကိုမြင်လို့အစောတုန်းကရာဇယုတ်တိကရန်တော်တွေဒီအန်တေဒီကကင်းဝေးစေခြင်းလို့သူကရန်တော်တွေကိုပါချောက်လဲရှင်ပြားတို့ဒီပြီတော့ចောင်းလူခြင်းနဲ့ចောင်းဆောင်ရင်ရှင်ပြားတို့နေကြပါလားသူကရန်တော်တွေသွားမေးအဲ့တော့ရန်တော်တွေကဘာပြောလဲတတိတဲ့မြတ်စွာဘုရားကចောင်းနဲ့နေဖို့အတွက်ခွင့်မပြုသေးဘူးတဲ့ဒါကြောင့်မလို့ မြတ်စွာဘုရားကိုလျှောက်ပြီးမှပဲဒီစကားကိုပြန်ပြီးတော့ပြောနိုင်မယ်။ရဟန်းတော်တွေကပြောအဲ့ဒါနဲ့ရဟန်းတော်တွေကမြတ်စွာဘုရားစီသွားလျှောက်။သွားလျှောက်တဲ့ခါကျတော့မြတ်စွာဘုရားရှင်ကခွင့်ပြုလိုက်တာ။အဲ့ဒီအရင်နှစ်တဝါတနှစ်ပတ်လုံးရဟန်းနဲ့မြတ်စွာဘုရားနဲ့ရဟန်းတော်တွေတပင်အောင်မှပဲဒီလိုပဲနေကြတယ်။အေးအဲ့တော့မြတ်စွာဘုရားခွင့်ပြုလိုက်လေလေဆိုတော့အစလုံးကရာဇိုတထေးကတရက်ထဲနဲ့ကြောင်းအလုံးပေါင်း60စောက်တယ်တဲ့။တရက်ထဲနဲ့ကြောင်းအလုံးပေါင်းဘယ်လောက်စောက်လဲ။ 60ကဲတရက်ထဲနဲ့60ဆိုတော့အခုလိုကြောင်းကောင်းကြီးတွေဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးเนาะတော်ရဲမှာရှိတဲ့တစ်ပင်လေးတွေခုတ်ဝါးလေးတွေခုတ်เนาะသိရွယ်လေးတွေကသိရွယ်မိုးလေးတွေကဒါမျိုးလေးတွေပဲဖြစ်ပါဘောเนาะလုံလုံချုံချုံလေးတော့ဖြစ်သွားမှာပေါ့เนาะအေးအဲ့လိုကြောင်းမျိုး60တဲ့တရက်ထဲနဲ့လူတာ ဲ့တော့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကအဲ့ဒီရာဇီဝတ္တိကိုဒီအကြောင်းအလူဌာနနဲ့ပတ်သက်ပြီးတော့ဟောတာနော်ဦးဇွန်တော့ကလည်းဒီမြတ်စွာဘုရားဟောတဲ့စကားလေးကိုဒီနေရာမှာပြန်ပြီးတော့ဟောပြအဲ့တော့မြတ်စွာဘုရားရှင်ကဗာပြောလဲအစရုံးကဦးဇင်းရွတ်တဲ့ကာရာလေးတိတံဝဏပတိဟန်တိတတော်ဝါလမိကာနိစာကျောင်းလူတဲ့ခါမှာတဲ့အဲ့လိုအေးအေးပူဆတဲ့ဘေးရန်နေတန်ဃာတော်ရှင်သူမြတ်ဒီမှာကင်းဝေးပါစေဆိုတဲ့ရွေချယ်မျိုးတွေနဲ့လူပါတားကောင်တွေရဲ့အန္တရေတားကောင်ဆိုတာရှေးတုန်းက ကိုစံတော်အိန္ဒိယမှာကကြားရီတစ်တရာတိတ်ပေါ်ရဟန်းတော်တွေတော်ရမတရားအထုတ်ရင်းနဲ့ကြားစားလို့ရှင်သိစားလို့ဆိုပြီးတော့တည်သွားကြတဲ့ရဟန်းတော်တွေရှေးဖျားရှင်လက်ထက်ကနော်ကိုစံတော်ဘုရားလက်ထက်ကအများကြီးရှိတယ်နော်ဒီအကြောင်းညာလေးတော့ကိုစံတော်ဒီညာမှာတော့မပြောတော့ပါဘူးပြောချင်တာကရှင်းတော့ကတော်ရမနေကြတဲ့ရဟန်းတော်တွေကဒီလိုကြောင်းဆောက်ဝူမရှိရင်တိမြင်အောင်ပါပဲနေကြနေကြတဲ့အခါကျတော့အဲ့လိုကြားရီပါရီကညညဆိုလာလာပြီးတော့ဆွဲကြတယ် နော်အဲ့တော့ဒီလိုကြောင်းလေးနဲ့အထုတ်ရတဲ့ခါကျတော့အဲ့ဒီအန်တရီရရောကင်းမသွားနိုင်ပြီဘူးလားကင်းသွားတယ်နော်နောက်နေတန်လေတန်တွေမိုးရွာပြီဆိုလဲမိုးတန်နေအခုလိုအေးပြီဆိုလဲရာသီဥတုဆိုးရွားတဲ့တန်နေရရောကာကွယ်ပြီးတော့မသွားနိုင်ပြီဘူးလားအဲ့ဒီရွယ်ချက်လေးတွေနဲ့လူပါတဲ့မြတ်စွာဘုရားရှင်ကပြောတော့နော် အေးနောက်တစ်မျိုးကဘာလဲဆိုတော့လေနတ်တင်စဒုက္ခတင်စဇာယိတုံစဝိပတိတုံ ਨੇ အဲ့ဒါကဘာပြောလဲဆိုတော့မိမိတို့ကြောင်းလူဒန်းလိုက်တဲ့အခါရဟန်းတော်တွေတဲ့မိမိတို့လူဒန်းတဲ့ကြောင်းထဲမှာစာသင်စာချလုပ်ငန်းတွေကိုကျမ်းမှာစိတ်ချမ်းသာစွာဖြင့်လုပ်နိုင်ပါစေအခုလိုဦးဇင်းတို့ပူတဲ့နယ်မြေဒေသတွေမှာဆိုရင်ကအကြောင်းအဆောက်အဦမရှိဘူးဆိုရင်ရဟန်းတော်တွေမှာစာသင်စာချလုပ်ရတာမပင်ပန်းနိုင်ပြီဘူးလားပင်ပန်းနိုင်တယ်เนาะနောက်တရားတွေအထုတ်ခြင်းတွေ ဇံဝင်စားခြင်းနဲ့ဝိပဿနာတရားတွေအထုတ်ခြင်းနဲ့အကြောင်းအဆောက်အဦတွေနဲ့ရှိတာနဲ့မရှိတာနဲ့ယာတိဥရုဒ္ဒံခံစားရတာမကွာသွားနိုင်ဘူးလားကွာသွားတယ်เนาะခုလိုအကြောင်းအဆောက်အဦတွေမှာအထုတ်ရတဲ့အခါကျတော့ကဲရန်တော်တွေမှာပူပြီးတော့လဲတမာတိရတယ်ဘေးအန္တရာယ်တွေမကြောက်ရတော့ဘူးပေါ့เนาะအဲ့လိုရန်တော်တွေကိုစောက်တဲ့အဆောက်အဦတွေမှာ ပရိယတ်တိလုပ်ငန်းတွေပရိပတ်တိလုပ်ငန်းတွေချမ်းချမ်းသာသာနဲ့လုပ်နိုင်ပါစေဇံဝင်စားတဲ့ ဇံဝင်စားနာကိုဝါဒနာပါရိယံဒေါရီလေးဇံဝင်စားနိုင်ပါစေဝိပဒနာရှုတာဝါဒနာပါရိကိုရလေးဝိပဒနာရှုနိုင်ပါစေဒီလိုရွေးချယ်လေးနေနဲ့မြတ်စွာဘုရားရှင်ကလူတန်းပါတဲ့ရတ္တိုလ်သေးကိုလူတာမြတ်စွာဘုရားကဟောပြเนาะလေနတ်တင်းစဒုက္ခတင်းစဇာယိတုံစဝိပတိတုံတဲ့ကဲအဲ့ဒါလေးကိုလေကုစင်းတို့လင်္ကာလေးဆိုကြည့်ရအောင်အလုံးလိုက်ဆိုမယ်ဂိမ်အောင်နေယံဂိမ်အောင်နေယံချမ်းသာယံချမ်းသာယံ Aman chipedi Kinh ong nê yang Chanda yang Aman chipedi Kê sơ chí bọ Chanda yang Aman chipedi Kinh ong nê yang Chanda yang အမှန်ဖြစ်ပေသည်ကိလေသာချမ်းသာရန်အမှန်ဖြစ်ပေသည်ဟောကုလူထတဲ့ကြောင့်လိုက်တဲ့မှာသံဃာတော်ရှင်သူမြတ်တွေပြိယပြိပါလင်္ကဏီကိုချမ်းချမ်းသာသာနဲ့လုပ်နိုင်ပါစေတမထလုံကဝိပဿနာလုပ်ငန်းတွေကိုလည်းချမ်းချမ်းသာသာနဲ့လုပ်နိုင်ပါစေဒီလိုရွယ်ချက်လေးတွေနဲ့လုပ်ရတယ်တဲ့ ဒီလိုရေဂျယ်ရီလည်းလူတဲ့အခါကျတော့မိမိကြောင်းတိုက်တိုက်မှာနေပြီးတော့တန်ဃာတော်ရှင်သမြတ်ဒေသာသနာတော်ကြီးပွားရာကြီးပွားကြောင်းပရိယလက္ခဏာပရိပတ်လက္ခဏာနေလောက်ရင်အဲ့ဒီလောက်လုံနေသမြကာလပတ်လုံးအလူရှင်ပုဂ္ဂိုလ်တွေမှာနေရောညာရောဘာတွေတိုးနေမလဲကုသိုလ်တွေတိုးနေမှာနော်ရေဂျက်ကိုကမြတ်စွာဘုရားရှင်ကသာသနာတော်မြတ်ကြီးတိုးတက်ပါစေစီပင်ပါစေရန်တော်ရိစိတ်လက်ချမ်းသာစွာဖြင့်စာသင်စာချက်လုပ်ငန်းတွေလုပ်နိုင်ပါစေ တော့ဒီလိုရွယ်ချက်လေးနဲ့လူတယ်ဆိုတော့မိမိတို့မှာဒီလူထမ်းနဲ့ကြောင်းမှာတန်ခါရီဒီအလုပ်တွေလုပ်နေတဲ့များကာလပတ်လုံးဘာသာရေးဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်နေတဲ့များကာလပတ်လုံးအလူရှင်တွေမှာစိတ်ချမ်းသာရတယ်ကုသိုလ်တွေတိုးရတယ်ကဲနောက်တစ်ခုလိုက်ဆုံးမယ်ဇံဝင်ဇာယံဇံဝင်ဇာယံရှုမှတ်ယံရှုမှတ်ယံဧကံတင့်ပေတိဧကံ sa nguyên giá dân sa nguyên giá dân su ma dân su ma dân kỳ căn tiền bề đi kỳ sa thi bằng sa nguyên giá dân su ma dân sa nguyên giá dân su ma dân kỳ căn မိမိတို့နေတဲ့ကျောင်းတိုင်းတဲမှာသံဃာတော်ရှင်သူမြတ်တွေဇံဝင်စားပြီးတော့ချမ်းချမ်းသာသာသာသနာပြုလုပ်ငန်းတွေလုပ်နိုင်ပါစေဝိပဿနာတွေရှုဖွဲ့ပြီးတော့သာသနာပြုလုပ်ငန်းတွေလုပ်နိုင်ပါစေအစတော်ကဥစဉ်ပြောတဲ့မြတ်စွာဘုရားသာသနာတော်အစကရန်တော်ရဲ့အရှင်ကြီးကြည်ကြည်နော်ပရမကျောင်းမှာမနေရဘဲနဲ့တပင်အောက်ဒီမှာနေတော့နော်ကြားစားတဲ့အန္တရီမွေကင်းစားတဲ့အန္တရီမက်ချင်ရင်လည်းနေပူမွေကင်းစားတဲ့အန္တရီရှိနေတယ် အဲ့တော့ရာဇဝတ္ထေကအဲ့ဒီလိုကြောင်းလေးလှုပ်လိုက်ရပြီဆိုတော့အဲ့ဒီအန္တရာယ်ရှိသေးရဲ့လားမရှိတော့ဇံဝင်စားခြင်းလည်းတာယင်အန္တရာယ်ပါစိုးရင်စရာမလိုပဲနဲ့เนาะတမာရီကောင်းကောင်းနေဝင်စားနိုင်တယ်ဝိပဿနာလုပ်ကိုအထုံးမေဆိုရင်လည်းပဲစရုံးကအန္တရာယ်မရှိပဲနဲ့စိတ်လည်းချမ်းသာစွာလုပ်နိုင်တယ်အဲ့တော့ရာဇဝတ္ထေနေရာမှာလည်းဝင်ကြည့်ပေါ်သူတွေနဲ့ဘလောက်ထိကုသိုလ်ရမလဲเนาะ အဲ့လိုပဲဦးဇင်းတို့ဒီအလူဒန္တဒီအနန္တဂုံကြီးဓမ္မယောကြီးကိုလူဒန်းကြတဲ့လူရှင်လူမာတွေနေလည်းပဲဩတန်ဃာတော်ရှင်သူမြတ်တွေဒီကျောင်းတိုင်းပါနေနေတဲ့မြကာလပတ်လုံးဒီကျောင်းကိုအသုံးပြုပြီးတော့သာသနာပြုလုပ်ငန်းတွေလုပ်နေတဲ့မြကာလပတ်လုံးကဲနေရောညရောဘာတွေဒုနေမလဲကုသိုလ်တွေဒုနေမှာနော်ကဲအဲ့လိုအလူဒန္တမျိုးကိုတဲ့မြတ်စွာဘုရားရှင်ကဗာပြောလဲဝိဟာရဒါနံသံဃတအကံဗုဒ္ဓေနာဝဏိတံ သံဃသသံဃရောရှင်သူမြတ်တို့အဝိဟာရဒါနာကြောင်းမလူဒါနာကိုဗုဒ္ဓေနဆုဆုထုတ်တာဘုရားရှင်သည် အကံအကောအမြတ်ဆုံးဟူ၍ဝဏိတာကောင်းစွာမသွေကြီးမွန်တော်မူခဲ့ပါပဲ မြတ်စွာဘုရားရှင်ကဒီလိုကြောင်းလူဒါနာမျိုးကိုအကံအကောအမျက်ဆုံးအလူတဲ့ဘလို့လူလဲဆိုဝိဟာရဒါနာတန်ခတ်တာမိမိတို့ဒီကြောင်းကိုလူတဲ့အခါမှာတန်ခတ်တန်ဃာတော်တွေကိုရည်စူးပြီးတော့လူပါတဲ့ဘာကိုရည်စူးပြီးလူရမလဲတန်ဃာတော်တွေကိုရည်စူးပြီးလူပါတဲ့တန်ဃာတော်တွေကိုရည်စူးပြီးလူတော့တန်ဃာတော်တွေဆိုတာဥစ္စံတော်မြတ်စွာဘုရား လက်ချက်ကရှင်သာတိပုဂ္ဂိုလ်တို့ရှင်သာတိပုဂ္ဂရာတို့ကအစအခုခေတ်တန်ဃာတော်တွေတိုင်အောင်အကုန်လုံးကိုအာယုံပြုပြီးတော့တန်ကတ္တဒေမဒီလိုလူရတယ်နော်ဒီလိုလူဒါနာမျိုးကိုဘုရားရှင်ကဗာပြောလဲအကံအကောအမျက်ဆုံးနဲ့အဲ့တော့တန်ဃာတော်ရှင်မြတ်ကိုလူတယ်ဆိုတဲ့နေရာမှာတန်ဃာတော်တွေအလုံးကိုစိုင်းတဲ့အတွက်ဘုရားလေးမျက်နှာမှာရှိတယ်တန်ဃာတော်တွေအလုံးနဲ့စိုင်းတယ်ပေါ့နော် သို့တော်လည်းပဲဦးဇင်းတို့အဲ့လိုတန်ဃာတော်တွေကိုရည်စူးပြီးတော့လူလူပြီးတဲ့အခါကျတော့မလုပ်ရလဲဆိုတော့ဒီဦးဇင်းတို့ဒီတရားဟုတ်ကြောင့်တိုင်မှာတန်ဃာတော်အစင်ဆက်တရားဟုတ်ကြောင့်တိုင်မှာရှိတဲ့တန်ဃာတော်တွေအစင်ဆက်ကိုနော်အာရကအာရကဟိုအဆောင်ရှောက်အနေနဲ့ဒါပေးရတယ်အာရကဂောပိဒအနေနဲ့ပေးရဒါမှဒီကြောင့်တိုင်မှာရှိတဲ့တန်ဃာတော်တွေကအဲ ယဟန်တော်တွေဆိုတာကအရက်လေးမျက်နာမှာလာတဲ့ယဟန်တော်တွေဆိုတာကကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်အဲ့တော့သူတို့အနေနဲ့နင်ထုတ်ပိုင်ခွင့်ရှိတယ်ဒီကြောင့်မာမကောင်းရင်မနေနဲ့မကောင်းတဲ့ကိုယ်တော်တွေလက်မခံနဲ့သူတို့မှနင်ထုတ်ပိုင်ခွင့်ရှိပြီးမှအဲ့လိုကိုယဟန်ဒီဗဒောင်းကြောက်တိုက်ကတန်ခါတွေအစင်ဆက်အေးဆောင်းလျှောက်ပေးပါဆိုပြီးတော့သူတို့ကိုပြန်အပ်ရနော်ဒါကတော့ဥစ္စံတော်မရပန်ကြရဲ့ဒါဟိုဒီကြောင့်တန်ခါဆရာတော်ကခေါ်ပါလိမ့်မယ်နော်အဲ့တော့ဒီမှာဥစဉ်ပြောကျင်တာက ပရမကိုရည်စူးရမှာကဘာတွေကိုရည်စူးရမလဲတန်ဃာကိုရည်စူးပြီးတော့လူရမယ်အဲ့လိုတန်ဃာကိုရည်စူးပြီးတဲ့အကြောင်းလူမျိုးကိုဘုရားရှင်ကမျက်ဆုံးလို့ပြောတယ်အဲ့တော့ဘာဖြစ်လို့မျက်ဆုံးလို့ပြောလဲဦးဇင်းတို့တန်ရုပ်တစ်ခုမှမျက်စောပြဟောတာလားရှိတယ်အနာတောဗလာတောဟောတိဝဋ္ဌတောဟောတိဝဏတောတဲ့အနာတောတဲ့ စွမ်းအလူကိုလူဒန်းတဲ့ပုံကိုယ်တွေဓမင်းလူကိုလူဒန်းတဲ့ပုံကိုယ်အစားတောက်ကိုလူဒန်းတဲ့ပုံကိုယ်တွေရာဘလတော်တဲ့ပခွန်အားဘလကို လူရာရောက်တယ်ဓမင်းကိုလူရင်စွမ်းကိုလူရင်ဘာကိုလူရာရောက်ခွန်အားဘလကို လူရာရောက်တယ်ကေဥစဉ်တော်ဒီနေ့အလူဒါနကျောင်းလူဒါနကိုအကြောင်းပြုပြီးတော့ရှင်ပြုနာသာလူဒါနကိုအကြောင်းပြုတော့ကေနောက်နေ့ကျတော့ဓမင်းဤပါးလေးစွမ်းဤပါးလေးမကြွေးရောဘူးလား ွေးမှာပဲเนาะအဲ့လိုကြွေးပြီဆိုရင်အဲ့ဒီလိုအလူဒါနသည်ဘာလူကိုလူရရောက်လဲခွာဗလာလူလူရရောက်တယ်အနာတော်ဗလာတော်ဟောဒီဝဋ္ထတော်ဟောဒီဝဏတော်ဝဋ္ထတော်တဲ့အဝတ်သင်္ကန်းကိုလူရာကလည်းပဲဝဏတော်အစင်းကိုလူရရောက်တယ်တဲ့အဲ့တော့အစင်းကိုလူကျင်နေဆိုရင်အဝတ်သင်္ကန်းကိုလူပါတဲ့အော်ဒီနေ့အလူရာလာပြကြတဲ့သူတွေမှာရှင်ပြုဆိုတော့ကဲသင်္ကန်းတွေရောမလူရပါဘူးလား အဲ့လိုသင်္ကန်းကိုလူရင်ရောပြိတ္တရေဘာကိုလူရရောက်အစင်းကိုလူရရောက်တယ်အစင်းလူကြည့်ရင်ဘာကိုလူလဲအဝိသင်္ကန်းကိုလူနော်နောက်တစ်ခုကဘာလဲယာနာတော့ဒုက္ခတော့ဟောဒီယာနာတော့ယင်လူကိုလူချင်းဒီဒုက္ခတော့ချမ်းသာကိုလူရရောက်တယ်ကိုစိတ်နှမြချမ်းမှချမ်းသာတဲ့အလူကြတော့ဘလို့လူလဲဆိုတော့ယာနာတော့တဲ့ယင်လူကိုလူပါအခုကြည့်လို့ဆိုတော့မော်တော်ကားလူပေါ့နော် မော်တော်ကားလူတွေကိုလူတွေဆိုတာကိုယ်စိတ်နှပြကြမှာချမ်းသာတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဦးစင်းတို့ဒီဘယ်နေရာပဲဖြစ်ခီးသွားပြီဆိုရင်ကလမ်းလျှောက်သွားတာနဲ့ရင်နေသွားတာနဲ့ဘုရားပို့ပြီးတော့တက်တာလေရင်နေသွားတာပို့တက်တာလေเนาะရှိတော့ငါဆိုရင်ဦးစင်းတို့များသွားပြန်အခုလုံမတော်ကားတွေပဲရှိမလဲရင်ဆိုရင်ဘာရင်နေရှိမလဲနွားရင်လဲရင်ယထာရင်စင်ရင်ဒါတွေလောက်ရှိမှာပေါ့เนาะ အဲ့လိုတို့အလူဒါနာမျိုးကိုလူရင်နဲ့ကိုစိတ်နဲ့ပြချမ်းမှချမ်းသာခြင်းဆိုရဲအကျိုးရတယ်။ဟောအခုခေတ်လိုဆုံးတော့မော်တော်ကားတွေလူတာတွေနော်အဲ့လိုအလူဒါနာမလူနိုင်ဘူးဆိုရင်နောက်ဆုံးကားလက်မှတ်လေးလူတာကရောပြိတ္တရေကိုစိတ်နဲ့ပြချမ်းမှချမ်းသာခြင်းဆိုရဲအလူဒါနာလူရမရောက်ပေဘူးလား။အေးနောက်ဆုံးအသေးစားရင်လူဆိုရဲဖဏလေးကိုလူတာကရောပြိတ္တရေအလူဒါနာလူရမရောက်ပေဘူးလား။ အေးဘလို့လူမျိုးလဲဆိုရင် ကိုစိတ်နှပြချမ်းမာချမ်းသာခြင်းစားတဲ့အလူကိုလူရရောက်တယ်နော်ကဲဖဏမပါပဲနေပူကြီးသွားတာနဲ့ဖဏပပီသွားတာနဲ့တူမလားဗျာမလူဖဏမပါပဲသွားတော့ကဲကြောက်တီပူမဲအဲ့မှာချမ်းမာချမ်းသာခြင်းဆိုတဲ့အကျိုးဟာနဲမှာပဲနော်အဲ့တော့ဖဏလေးစီးသွားတဲ့အခါကျတော့အပူပန်တေရကာကွယ်တော့ချမ်းမာချမ်းသာခြင်းဆိုတဲ့အကျိုးတွေရတယ်နော် ။အဲဒါကြောင့်မို့ကိုစိတ်နှပြချမ်းမှချမ်းသာခြင်းယညာနာတော်ဘာကိုလူရမယ်ယင်ကိုလူရမယ်။အနန္တောဗလန္တောဟောတိဝတ္တတောဟောတိဝန္နတောယာနာတောဒုက္ခတောဟောတိဒီပါတောဟောတိသကုတောသကုတောဒီပါတောစီမိလူကိုလူခြင်းသည်သကုတောမျက်စီကိုလူရာရောက်တယ်ကဲမျက်စီကိုလူခြင်းရင်နဲ့စီမိကိုလူပါမျက်စီကိုလူရင်ဘာကိုလူ เออအခုခေတ်လို့ဆိုတော့လျက်စင်မီပေါ့ဗျာเนาะလျက်စင်မီကိုလူရင်တဲ့မျက်စိကြည်လင်ခြင်းဆိုတဲ့အကျိုးရတယ်ဒါကိုပြောတာเนาะဦးဇင်းတို့ဒိဗ္ဗစကုမာဣတရေရတဲ့နာမည်ဘယ်သူရှင်နုရုဒ္ဓเนาะသူတို့တွေကြည့်ဒီလိုဒိဗ္ဗစကုဆိုတဲ့အမြင်ကြီးရတာဘာတွေလူခဲ့လဲဆိုစီမီကြီးကိုလူခဲ့လို့เนาะစီမီတွေလူခဲ့တဲ့အတွက်ကြောင့်သူတို့မှာဘလို့ အကျိုးတွေရလဲဆိုရင်ဒိဗ္ဗစကုဆိုတဲ့အကျိုးကိုရတယ်ဒိဗ္ဗစကုဆိုတာဦးဇင်းတို့ဟိုးနတ်ပြည်ကိုလည်းကြည်နိုင်တယ်မြမပြည်ကိုလည်းကြည်နိုင်တယ်ထိုင်ရာကနေပြီးတော့တကဘာလုံးကိုလမ်းကြည့်နိုင်တယ်နော်အခုကလေးဆိုတော့အင်တာနက်လိုပေါ့ဗျာနော်အဲ့တော့အဲ့လိုမျက်စိကိုလူကျင်ရင်တဲ့ဘာကိုလူရမယ်စီမီးကိုလူရမယ်ဒါသူကလည်းသူအကျိုးလေးတွေနော်စွမ်းလူရင်ပါရရလေခွန်အားကိုလူရရောက်တယ်ခွန်အားကိုရမယ် ခွမ်းကိုလူခြင်းရယ်စွမ်းကိုလူရမယ်ခွမ်းစွမ်းကိုလူခြင်းကြောင့်ခွမ်းအားကိုလူရရောက်တယ်အဲ့ဒီလိုသူ့ဟာလေးနဲ့သူရှိနော်အဲနောက်ဆုံးဟာဗာလဲဆိုရယ်မျက်စိကိုလူခြင်းရယ်ဘာကိုလူစီမီကိုလူကဲနောက်ဆုံးတစ်ခုကြတော့မြတ်စွာဘုရားရှင်ကဗာပြောလဲယောဒရာတိဥပန်တယံသောဒရာယောဇာတပတရောဟောတိသောဒရာတိဥပန်တယံယောကျေပုဂ္ဂိုလ်တိဥပန်တယံ နေစရာဇေယကြောင့်တိန်စာသောသောဟုကိုတရာတိပိလိုဤသောတုပုဂ္ဂိုလ်သည်တပ္ပတရောကသိန်းသောလူကို လူရာရောက်ပေ၏။ကြောင်းဆောက်တဲ့အဆောင်အူကိုလူတဲ့အလူဒါနာမျိုးကြတော့တပ္ပတရောတဲ့ခတ်သိန်းသောအလူကိုလူရာရောက်တယ်။ခတ်သိန်းသောအလူဆိုတာကအစောတုန်းကအကျိုးတရားလေးမျိုးအစောတုန်းကအကျိုးတရားလေးမျိုးကိုတခါလေးလူရာရောက်တဲ့အလူမျိုးမရှိဘူးလားဒီလိုမေးစရာရှိတော့မြတ်စွာဘုရားရှင်က သောစာသဗ္ဗရဏဟောတိယောဒရာတိဥပတေယံတဲ့အလုံးကိုလူရရောက်ကျင်နေဆိုရင်တော့ចောင်းလူဒါနတခုကိုလှုပ်လိုက်ပါတဲ့ចောင်းလူဒါနကိုလှုပ်ရင်အလုံးကိုလူရရောက်တယ်ပြိတ္တန်ရင်ចောင်းလူဒါနလှုပ်ရင်ဘာကိုလူရရောက်အလုံးကိုလူရရောက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရှင်ကပြောလာအကံဗုဒ္ဓေနဝဏိတံဗုဒ္ဓေနမြတ်စွာဘုရားသည်ဝိဟာရဒါနံ ကြောင့်လူဒါနာကိုအကံအကောအမြတ်ဆုံးဟု၍ဒေသိတိဟောတော်မူ၏အဲ့တော့ကြောင့်လူဒါနာဟာအလူတကအလူတွေမှာအမြတ်ဆုံးလို့မြတ်စွာဘုရားတိုင်းမြတ်စွာဘုရားတိုင်းဟောတော်မူတယ်နော်ဒါကြောင့်မလို့ဦးဇင်းတော်ဒီနေ့အလူဒါနာပြုကြတဲ့ဦးဆိုင်တင်ဆန်းတို့တော်မြင့်မြတ်နိုင်တို့မိမိတို့လူတဲ့အလူကမြတ်ဘုရားရှင်တို့ချီးမွမ်းတဲ့အလူပဲဆိုတာဒါဦးဇင်းတော်ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်နော် အဲကြောင့်မို့ဦးစင်းကစရုံးကဒီဟာလေးကိုလည်းမှတ်မိအောင်လို့လင်္ကာလေးရဲ့စီပြီးတော့ဆိုထားတယ်နော်ကဲအဲ့ဒါလေးကိုလည်းဆိုကြည့်ရအောင်ကျောင်းလူဒါနာကျောင်းလူဒါနာမွန်မြတ်လာမွန်မြတ်လာဗုဒ္ဓချီးကျူးသည်ဗုဒ္ဓကျောင်းလူဒါနာကျောင်းလူဒါနာမောမြလာမောမြလာဗုဒ္ဓချီးကျူးသည်ဗုဒ္ဓချီးကျူးသည်ကေစကြည်ပါ ကျောင်းလူတန်တာကိုမြတ်စွာဘုရားရှင်ကဘာလို့ခေါ်လဲမွန်မြတ်တဲ့အလွန်မြတ်တဲ့အလူလို့ချီးကျူးနော်ကောင်းပြီအဲ့တော့မိမိတို့တွေကအဲ့ဒီလိုရည်ရချက်ကောင်းကောင်းနဲ့ကျောင်းဆောက်တဲ့ကျောင်းစတဲ့အဆောက်အဦကြီးကိုဆောက်ပြီးပြီတဲ့အဲ့လိုဆောက်ပြီးသွားရင်ဘယ်လိုပုံကိုယ်တွေကိုမြတ်စွာဘုရားရှင်ကမိမိတို့ကျောင်းမှာပုံွယ်သင့်လေအဲ့ဒါကိုမြတ်စွာဘုရားရှင်ကဗာပြောလဲဆိုဝါတယထဘဟုတုတေတဲ့ဒီကျောင်းမှာ ဘုသူတရှိတဲ့ရန်တော်တွေကိုထားပြီးတော့ကူကွေပါတဲ့ဟောဦးဇင်းတို့ဒီကျောင်းမှာရှိတဲ့ဆရာတော်ဥမဏိတာဆိုလဲเนาะအသက်ရွယ်အားဖြင့်90ရှိပြီဝါတော်အားဖြင့်30ရှိပြီအော်ဒီလောက်ရွယ်ဆိုရင်ကဲသူ့မှာဘုသူတတွေရောစုံမနေပြီဘူးလားစုံနေပြီเนาะအဲ့လိုပုဂ္ဂိုလ်မျိုးကိုလှူပြီးကျောင်းမှာထားပြီးတော့ကူကွေပါတဲ့ကဲအဲ့လိုကူကွေပြီးသွားရင်ဘာလို့ရအောင်လဲဒေတာအနင်းစံပနင်းစာ တိတံထိုးကြောင်းနိုင်ပုဂ္ဂိုလ်တို့ဟာအနေစထမစွမ်းစားသောစွမ်းစားသောအလူဒါနကို၎င်းပါနေစာပြောရေးစသောအလူဒါနကို၎င်းဝဋ္ဌသီနာသနာနိစာအဝိသင်္ကံစာသော အလူဒါနကို၎င်းတရံတိပြလူရမေတဲ့အဲ့ဒီလိုမိမိတို့ကြောင်းနိုင်ဘုံကြီးပြုတ်ကိုကိုယ်ပြီးသွားပြီဆိုရင်အဲ့ဒီကြောင်းမှရှိတဲ့ကြောင်းနိုင်ဘုံကြီးနဲ့တကွာအာလောင်းသောတန်ခါတော်ရှင်သူမြတ်တွေကိုစွမ်းလေးလဲလူပေးပါဖြောရည်တွေလဲလူပေးပါ ကျောင်းအတွက်လိုအပ်ရာလေးတွေလည်းလှူပေးပါเนาะအဲ့လိုလှူဒါနာလေးလည်းလုပ်ပေးပါတဲ့အဲ့လိုလှူပြီးသွားတော့ဘာလုပ်မလဲရဟန်းတော်တွေကနေပြီးတော့အဲ့လိုအလှဒါနာလုပ်ပြီးဆိုရင်အလှရှင်ပုဂ္ဂိုလ်တွေကိုရဟန်းတော်တွေကဘာလုပ်တတ်လဲဆိုတော့တေတတဓမ္မံတေသင်္တိသဗ္ဗဒုက္ခဘနုဒနာတဲ့အဲ့ဒီရဟန်းတော်တွေကအလှရှင်ပုဂ္ဂိုလ်တွေကိုတရားဟောပြလိုက်မယ်တဲ့ဘယ်လိုတရားတွေဟောမလဲသဗ္ဗဒုက္ခဘနုဒနာတဲ့ တပ္ပဒုက္ခအလုံးစုံသောဆင်းရဲမှလွတ်မြောက်ကြောင်းဖြစ်တဲ့တရားမျိုးကိုအဲ့ဒီရဟန်းတော်တွေက